ကမ္ဘာခီးသွားလုပ်ငန်းနေ့ကိုကုလသမဂ္ဂကမ္ဘာခီးသွားလုပ်ငန်းအဖွဲ့အစည်း UN Tourism ကဥဆောင်ပြီးနှစ်စဉ်ကျင်းပခဲ့ပါတယ်ကမ္ဘာခီးသွားလုပ်ငန်းနေ့မှာတော့မြန်မာနိုင်ငံရဲ့ခီးသွားလုပ်ငန်းအခြေအနေတွေကရောဘယ်လိုရှိနေပါသလဲ။ဒါနဲ့ပတ်သက်ပြီးတော့မြန်သစ်စင်ကတင်ဆက်ပေးထားပါရရှင်။2021စစ်အာဏာသိမ်းပြီးကတည်းကမြန်မာနိုင်ငံရဲ့ခီးသွားလုပ်ငန်းတွေဟာကျဆင်းခဲ့ရတယ်လို့ အခုဆိုရင်လဲခီးတော်လာဘူးအနေအများတဲ့နိုင်ငံစည်းင်းထဲမှာလည်းပါဝင်နေတာဖြစ်ပါတယ်။ American နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့လုံခြုံရေးအခြေအနေအရခီးမတော်ဖို့တားမြစ်ထားတဲ့နိုင်ငံပေါင်း20တဲမှာအသက်အန္တရာယ်ချိန်ချောက်မှုထိဖြစ်စေနိုင်တဲ့အမြင့်ဆုံးအဆင့်အဆင့်လေးအဖြစ်မြန်မာနိုင်ငံကိုသတ်မှတ်ထားတာလည်းဖြစ်ပါတယ်။ကမ္ဘာလုံးဆိုင်ရာစီးပွားဆိုင်ရာနဲ့လုံခြုံရေးကူညီပေးတဲ့အဖွဲ့အစည်း International SOS ရဲ့ 2025အတွင်းခရီးသွားလာရမှာ NDA ရှိတဲ့နိုင်ငံစီးရင်ပြမြေပုံမှာလည်းမြန်မာနိုင်ငံဟာလုံခြုံရေးအန္တရာယ်မြင်မာတဲ့စီးရင်ထဲမှာပါနေပြန်ပါတယ်။ဒီလိုအခြေအနေတွေကြောင့်မြန်မာနိုင်ငံရဲ့ခရီးသွားလုပ်ငန်းဟာကျဆင်းနေပြီးလက်ရှိကာလဟာခရီးသွားရာသီစတဲ့ကာလဖြစ်ပေမဲ့ပြည်ရင်းကခရီးသွားလုပ်ငန်းတွေဟာပြည်ရင်းခရီးသွားဧည့်သည်တွေကိုပဲဝန်ဆောင်မှုပေးနေကြရပြီးနိုင်ငံခြားသားဧည့်သည်ဝင်ရောက်မှုနှုန်းနည်းပါတယ်လို့ခီးသွားလုပ်ငန်းလုပ်ကိုင်သူတွေကဆိုကြပါဗျ။ အခုကတော့လက်ရှိမှာပြည်တွင်းခီးသွားလုပ်ငန်းတွေအဲ Travels and Tour တွေအကုန်လုံးပေါ့နော်အဲတော်တော်များများအကုန်လုံးကကြတော့လက်ရှိမှာပြည်တွင်းခီးသွားလုပ်ငန်းလေးတွေနဲ့လဲပတ်နေရပါတယ်ပြည်ပနေပြီးတော့ inbound ဝင်ရောက်တဲ့အဲနိုင်ငံခြားသားဧည့်သည်တွေကတော့တကယ်ကိုအဲဝင်ရောက်မှုနှုန်းကတော့လက်ချိုးရည်လိုရတယ်ပေါ့နော်အရင်အထက်ဆိုင်လို့ရှိရင်လည်းဒီ COVID မတ်မူမတိုင်ခင်ကပုံစံမျိုးနဲ့ဆိုအခုကတိတိတသားကြီးပဲအရင်ကကွာခြားပါတယ်လက်ရှိမှာလည်းအဲမနှစ်နဲ့ နှစ်ဒီတစ်နှစ်နှစ်နှစ်ကတော့ဘယ်လိုခေါ်မလဲဝင်ရောက်နှုံးကတော့နင်းနေသေးတယ်ပေါ့နော်ဒါကြောင့်လက်ရှိမှာခီးသွားလုပ်ငန်းလုပ်တဲ့သူတွေကတော့ပြည်တွင်းကလူကဲအဲကိုလူမျိုးအချင်းချင်းမကိုပဲပေါ့နော်ဝန်ဆောင်မှုပေးရတဲ့ဖျားဖူးခီးသွားလုပ်ငန်းတွေနဲ့ပဲလေပတ်နေရတယ်ကမ္ဘာလက်ခီးသွားတွေအလာများတဲ့နေရာဒေသတွေတဲကမန္တလေးမြို့နဲ့အင်းလေးဒေသဟာဆိုရင်လဲမတ်လ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့သခိုင်းငလင်ကြီးကြောင့်ထိခိုက်ပျက်စီးမှုတွေများခဲ့ပြီး အခုထက်ထိပြန်လည်ထူထောင်ရင်းအတွက်ရုန်းကန်နေရဆဲဖြစ်တယ်လို့ခီးသွားလုပ်ငန်းတွေဟာလည်းကျဆင်းနေတယ်လို့ဒေသခံတွေကဆိုကြပါဗျ။နိုင်ငံခြားသားခီးသွားဧည့်သည်တွေကိုမန္တလေးမြို့ထဲမှာဒီလိုချိန်ဆတွေ့နေကြဆိုပေမဲ့ဒီနှစ်မှာတော့နိုင်ငံခြားသားဆိုတာကိုမမြင်တလောက်ပဲလို့မန္တလေးဒေသခံတယောက်ဖြစ်တဲ့ကိုကျော်အမီလွဲကဆိုပါတယ်။မန္တလေးမြို့ရဲ့ခီးသွားလုပ်ငန်းအခြေအနေကတော့မရှိသလောက်ပေါ့နော်။အာတောင်တပံဥပိန်တရာတို့ ဒီဒီမန္တလေးတောင်တို့ပါလို့ဆိုအဲခီးသွားဒီနိုင်ငံခြားခီးသွားဧည့်တွေမရှိတလောက်ပါပဲတရုတ်ခီးသွားဧည့်တွေအဲတစုနှစ်စုတယောက်စားနှစ်ယောက်စားသုံးယောက်စားအဲ့လောက်ကြီးတွေပဲရှိတာပါ channel foreigner ဒီ youtube တို့ပါလို့ပြတာဟိုခီးသွားတော့မရှိတလောက်ပါပဲဘာလို့လို့ဆိုတော့ဒီမန္တလေးတို့ပါလို့ကလည်းမန္တလေးနဲ့ပြည်ဖို့လည်းတော့လေးတရာရှိတော့လေ channel အနီးနားပတ်ချာလေးတရာလည်း ိုင်းမင်းကိုပဲသူသွားလို့မရတော့ဘူး။အင်းလေးဒေသမှာတော့ဖောင်တော်ဦးဖျားလှစ်လေအပူဇော်ခံပွဲကျင်းပနေတာလည်းဖြစ်ပါတယ်။စက်တင်ဘာလ29ရက်နေ့မှာလင်းကင်းရွာမှာအပူဇော်ခံပြီး28ရက်နေ့မှာတော့ညောင်ရွှေမှာအပူဇော်ခံမယ်လို့ဒေသခံတွေကဆိုပါတယ်။အင်းလေးဒေသခံတယောက်ကတော့ဖောင်တော်ဦးဖျားပွဲရှိပေမဲ့အရင်လိုပြည်ရင်းပြည်ပခရီးသွားတွေအများကြီးလာတာကိုမတွေ့ရဘူးလို့ဆိုပါတယ်။ကျွန်တော်တို့အင်းလေးမှာခီးသွား လုပ်ငန်းအတွက်ကအရင်တော့လိုပြီးတွင်ပြပခေးသွားတော့တော်တော်ကိုနည်းတယ်အဲဖောင်တော်ဘုရားလှဲ့လေပူဇော်ခံပွဲရတော့ဒီနှစ်ကလုတ်ဖြစ်တယ်အဲဒါနေရာ20တဌာနလုံးမှာလှဲ့လေပူဇော်ခံမှာဖြစ်ပါတယ်ဒီနေ့ကတော့ linking ရွာမှာရောက်တယ်ပေါ့ပူဇော်ခံနေမနေ့ပြန်ကြရင်တော့အညောင်ရွှေမှာပူဇော်ခံရောက်မယ်ပေါ့ ဒီသခံတော်တော်များများပဲကျွန်တော်တို့ဒီပါဝင်ဆွေးနွေးနိုင်နေပေါ့အရင်တော့လို့တော့အဲပြည်တွင်းပြည်ပကီးတယ်ဒီအများကြီးလာပြီးတော့ကျတော့လိလာတာလာပြီးတော့ကျတော့ဖျားပူးလာတာတွေတော့နေတယ်ပေါ့နော်ဆိုတော့အခုချိန်ထိကတော့အင်းလေးဒေတာခီးသွားလုပ်ငန်းလည်းခက်ခက်ခဲခဲနဲ့အဲရင်ဆိုင်နေရတဲ့ဖြစ်ပါတယ်လို့ကမ္ဘာခီးသွားလုပ်ငန်းတွေကိုကမ္ဘာတဝန်းလုံးမှာရှိတဲ့နိုင်ငံအသီးသီးကကျင်းပကြတယ်လို့ကုလသမဂ္ဂကမ္ဘာခီးသွားလုပ်ငန်းအဖွဲ့အစည်း UN Tourism က20နှစ်တိုင်း တရားဝင်အင်ရှင်နိုင်ငံတနိုင်ငံကိုသတ်မှတ်လေးရှိပါတယ်။2025ခုနှစ်အတွက်တရားဝင်အင်ရှင်နိုင်ငံကတော့မလေးရှားနိုင်ငံဖြစ်ပြီးမလေးရှားမလကာမြို့မှာခီးသွွားလုပ်ငန်းနဲ့ရေရှည်တည်တံ့ရေးအတွက်အသွင်ကူးပြောင်းမှုဆိုတဲ့ခေါင်းစဉ်နဲ့ကျင်းပခဲ့ကြတာလည်းဖြစ်ပါတယ်။ကျမမြတ်သစင်ပါရှင်။